အားလုံးပဲမင်္ဂလာပါ RK reaction နဲ့အားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့ပြည်သက်တွေကြရေပန်းစားနေတဲ့ယိုရှော်ဗင်ရဲ့အကြောင်းတွေကိုပြောကြရအောင်ပါပရမဆော့အနေနဲ့ပြောချင်တာကယိုရှော်ဗင်ကရှေ့ပွဲထိုးပြီးချင်းမှာပဲနောက်ပွဲကိုချက်ချင်းလက်ခံသွားတဲ့အပေါ်မှာကျွန်တော်အပါဝင်မြန်မာပြည်သက်တွေအားလုံးကယိုရှော်ဝင်အတွက်စိုးရင်နေကြတာတော့မှန်ပါပဲဆိုတော့သူ့ရဲ့ပြန်ဖက်ကဘယ်သူလဲ ဘယ်လိုဖိုက်တာလဲဘယ်ရလဲသူ့ရဲ့အာကစားဟန်ကဘယ်လိုရှိလဲဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်လောက်လေ့လာကြည့်အောင်ပေါ့နော်ယိုရှော်ဘန်ရဲ့ပြန်ဖက်ကတော့ Brandon River ဖြစ်ပါတယ်သူကအသက်က30နှစ်ဖြစ်တယ်အရက်ကတော့9ပြည်နဲ့6ဖြစ်တယ်ယိုရှော်ဘန်နဲ့တော့အရက်အားအရန်กว่าတယ်ပေါ့နော်ဆိုတော့သူ့ရဲ့နိုင်ပွဲလေးတွေကျွန်တော်တစ်ချက်လောက်သွားကြည့်အောင်သူကတော့ New Zealand ပေါ့နော်သူ့နာမည်က ကာဖန်လို့ခေါ်တယ်သူကရက်အရက်က9ပေနဲ့အာ၄9ပေ၄လောက်ပဲရှိတယ်သူကရိုးရှော်ဘန်နဲ့ဆိုရင်တော့အာရက်တူတော့ဗောကြည့်သူထိုးတဲ့ပုံစံမှာတစ်ချက်ထိုးပြီးသူလဲပြီးဒါပေမဲ့နောက်တစ်ချက်ပြန်သွားကြည့်အာအဲ့ဒါကသူနည်းနည်းရိုးရှော်ဘန်ကနည်းနည်းကြောက်ဖို့ကောင်းနေတာလေလက်တီးတွေကဆက်တိုက်သွားနေတလားအေးသူကဟမ်မြန်တယ်ဟွန်းတိကိုကိုဒီမှာ သူချုပ်ကတ်တွေကကြည့်ဒီနေ့နဲ့အဝမိုင်းနော်ဒီကောင်ယူရှောဝင်ခန်အမထဲမှာကွန်ထဲမှာမိနိုင်တာပေါ့နော်သူချုပ်တာကြည့်သူချုပ်တာလဲမဆိုးဘူးကောင်းတယ်ပြီးအခုအခုကစားနေတဲ့သူကတော့နီကိုလတ်စ်ပေါ့သူငါးပေသူငါးပေ6ရှိတယ်အသက်ကတော့3 3စနစ်ရှိတယ်အာအရက်ကနည်းငါးပေ6ဆိုတာကြည့်ဒူဒူနဲ့တိုက်ပြီးတော့သူက ပွဲပြီးတယ်ပေါ့ဟွဟာကြည့်ဒီလောက်လှုပ်တယ်ကျေးဇူး highlight ကိုကြည့်မယ်ဆိုရင်တော့ you shoven ရဲ့ပြန်ဖက် brandon rival ကအတိုက်ခိုက်ကောင်းတယ်လို့ဆိုရမှာပေါ့သူ့ရဲ့အကွက်ကဒူးလည်းကောင်းတယ်တတောင်စစ်လည်းကောင်းတယ်ပြီးတော့ boxing skill လည်းကောင်းတယ်သူခြေခံချက်တွေလည်းကောင်းတယ်သူထုတ်သွင်းလို့ရတယ်ဆိုတော့နည်းနည်းပပတော့ကျွန်တော်တို့ အာတရီထားရမယ့်အနေထားမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ use solving ကလည်းအာ technique ပါအရင်ကောင်းလို့ဆိုတော့ပြန်ဖက်ကဘယ်လိုလာလာရင်ကျွန်တော်ကဘယ်လိုကာကွယ်မလဲပြန်ဖက်အာ concept ကစားလာရင် idea ကောင်းကောင်းနဲ့သူ လုပ်နိုင်တဲ့တွက်ချက်တဲ့အာ fighter လေးဖြစ်တယ် use solving ကတော့ပြောထားတယ်သူပြီးခဲ့တဲ့ပွဲမှာဘာတန်ရာမှမရှိဘူးနှစ်ပတ်လောက်အချိန်ရတယ်ဆိုတော့ကျွန်တော်တက်တော့အချိန်ကတကယ်လုံလောက်တဲ့အချိန်ဖြစ်တယ်လို့ပြောထားတယ်ဒီတစ်ခါလဲကျွန်တော်တို့ရဲ့ use solving အတွက်က အခွင့်ကောင်းတစ်ခုလို့ပြောရမယ်။ဒီပွဲတော်နိုင်လို့ရှိရင်သူချန်ပီယံကိုသူစိန်ခေါ်နိုင်မဲ့အနေထားမှာရောက်နေတယ်။ဆိုတော့ကျွန်တော်တို့ရဲ့မြမအကုံဆောင်ချင်းဖိုင်တာလေးယိုရှော်ဗန်ကိုဆက်လက်အပီကြရအောင်။ကျွန်တော်ရဲ့တုံသက်ချက်တွေကျွန်တော်ရဲ့ reaction တွေကိုသဘောကျမိတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခြင်းအပြင်ကူညီလို့ရပါတယ်နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။